အချိန်လေးရလိုက်တဲ့စတိုက်ဂျမ်းပြနေတဲ့ခရစ်စတယ်ဘဲလေးအင်္ဂလန်ပရီးမီးယားလိဂ်ကခရစ်စတယ်ဘဲလေးတင်းကခုခါမှာတော့ကလပ်သမိုင်းတစ်ဆောက်ကြီးကျယ်ဆုံးသောအောင်မြင်မှုမှတ်တမ်းတစ်ခုကိုထူထောင်နေရုံသာမကပဲဥရောပစစ်မှာမှာဂုံတိတ်ခါမြန်မာလာခဲ့ပြီလည်းဖြစ်ပါတယ်မရိကရှင်ပြန်ကစားတဲ့ကွန်ဖရင့်လီပွဲစဉ်မှာယူကရိန်းကလပ်ဒိုင်နမိုကီအတင်းကိုငကူကုန်းရှိနေနိုင်ရရှိခဲ့တာကြောင့်ဘဲလေးတင်းကပြန်ပွဲစုံရှုံးပွဲရှိတာ၁၉ပွဲထိရှိလာခဲ့ပြီဖြစ်ကြောင်းသိရပါတယ် အဲ့ဒီစကူဘွားဆက်ရှုံးဝမ်းရှိဆန်ခြင်းက Crystal Bailey တင်းရဲ့တပိုင်းဆောင်အရှိချဆုံးမှတန်းကိုရယူခဲ့တာဖြစ်တာကြောင့် Clay ကဂွန်တိခါကိုမြင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီလိုမျိုးကြီးမားတဲ့အောင်မြင်မှုခီးစဉ်ကပြီးခဲ့တဲ့ AB ဒါလုံးက Premier League မှာ Newcastle တင်းကို၅ဂိုးကုမရှိနဲ့ဆက်တကွဲရှုံးနေခဲ့ပြီးတဲ့နောက်ပိုင်းကစတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီရှုံးပွဲကြီးကပဲ Bailey တင်းအတွက်လို့ထရခေါင်းလောင်းတန်ဖြစ်ခဲ့ပြီးကစားမားတွေကဆက်တပိုင်းဆိုင်ရာခံနိုင်ကိုပါတက်တည်ပြသနေခဲ့ပါတယ်။ပိုပြားအားသေးချာကောင်းတာကတော့ Bailey တင်းကဒီကြီးမားချေဆွာနေတဲ့ Liverpool တင်းကိုရှုံးပွဲရဲ့ရတာကိုပြသပေးနိုင်ခဲ့ပါသေးတယ်။ ။ဥရောပထိပ်တီအတင်းတင်းကို99ခရက်ကဘဲလီတင်းရဲ့လက်ရှိဆောဆောင်ရင်ကတာမန်ကောင်းမှုနေခြင်းမဟုတ်ပဲဖလားဒရက်ရှင်းပြနေတဲ့စစ်နေပါတီတင်းငင်းနေပြီဆိုတာကိုတက်တည်ပြသခဲ့ပါရယ်။ဘဲလီတင်းရဲ့ချုံမမရှိဆိုတဲ့စကူပွဲမှာ၁၁ပွဲနဲ့၈ပွဲတိကြားခဲ့တာကအတင်းကပွဲများစုမှရလကိုဆွဲကင်ခန်းနိုင်စွာရှိနေပြီဆိုတာကိုပေါ်ပြနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းပဲလီတင်းကလက်ရှိချိန်မှာဥရောပထိပ်တန်းလိ9ခုတည်းကကလပ်အသင်းတွေထဲမှာချုံမမရှိတဲ့ပွဲစဉ်အများဆုံးအသင်းဖြစ်ဂုဏ်ယူစွာရည်တည်နိုင်ခဲ့တာကဥရောပဘောလုံးကမှသူတို့ရဲ့တည်ငြိမ်မှုအဆင့်တန်းကိုတိမှတ်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ရာဇီမာပထမဆုံးတင်ဖြစ်ဥရောပပြိုင်ပွဲကိုစတင်ချန်ပီယံကိုရရှိခဲ့တာဖြစ်တဲ့ခရစ်စတယ်ဘဲလေးတဲ့အတွက်ဒိုင်မိုကီအသင်းကိုနိုင်ရရှိခဲ့တာကြောင့်ပထမဆုံးဥရောပဆင့်နိုင်ပွဲဖြစ်မှတ်တမ်းဝင်ခဲ့တာကြောင့်စံချိန်ကိုနှစတိုးခဲ့ပါတယ်။ရောင်ပွဲကကလပ်ရဲ့နိုင်ငံတကာတွေးကြုံတဲ့အတွက်ပါရေးပါတဲ့စစ်တပိုင်းဆိုင်ရာအားစေတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီပြကလန်နိုင်ရဲ့ဦးဆောင်မှုအောက်မှာအောင်မြင်မှုတွေရရှိခဲ့ခြင်းရဲ့လိုအပ်ချက်ကတော့သူတို့ရဲ့ပြိုင်ပွဲအားလုံးကိုဒန်းတို့လေးထားတဲ့တွေးခေါ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပြိုင်ပွဲတိုင်းကအတူတူပါပဲ။ဒီကွန်ဖရင့်လိပြိုင်ပွဲလိုပဲတခြားပရီးမီယာလိပြိုင်ပွဲကလည်းရေးကြီးပါတယ်။ကျွန်တော်တို့ကပွဲတိုင်းမှာအကောင်းဆုံးပုံစံနဲ့ရှေ့ဆွတ်သွားချင်ပါတယ်လို့နီးပြကပြောကြားခဲ့ပြီး သူကပေါ်ဆောင်မှုမရှိသေးပဲဆင်ဆက်မပြတ်ဖိအားပေးနိုင်တဲ့စိတ်ဓာတ်ကိုအသင်းကိုတွင်းပေးနိုင်ခဲ့တာကြောင့်ရှုံးမရှိဆန်ခြင်းကိုတိစောင့်နိုင်ခဲ့တာဖြစ်ပါတယ်။ခရစ္စတယ်ဘဲလီတင်ရဲ့ဒီဆန်ခြင်းကလီဗျာဂလန်နာရဲ့အိုးဆောင်မှုအောက်မှာအသင်းကတိုက်စစ်တဲ့ခံစစ်ကိုပုံမခိုင်မအောင်တိစောင့်ထားနိုင်ကြောင်းကိုထင်ရပြသနေတာလည်းဖြစ်ပါတယ်။ရှစ်ပွဲတီတီတက်ကတဲ့ကအသင်းကရှုံးပွဲကိုလုံးဝမလိုချင်တော့တဲ့စိတ်ဓာတ်ကိုရရှိသွားပြီဖြစ်ကြောင်းသတိပြသနေတာဖြစ်ပါတယ်။အဲ့ဒီစတဲ့ကလက်ရှိလီဗာပူးတင်းလိုထိတ်တန်းတင်းတွေကိုတော့နိုင်နိုင်နဲ့ထိဆောင်ချင်းပေးနိုင်ခဲ့တာကပဲလီတင်းရဲ့ခြေစောင်းကိုထင်မြင်တိုးစေခဲ့ပါတယ်။ဒါမှလည်းစင်ကာပူတွေကတော့အိုရပါထိတ်တန်းလီထဲမှာပဲရှုံးဝမ်းမစီဆန်းချင်းကိုရေချေဆက်လက်ထိန်းသိမ်းထားဖို့ပဲဖြစ်ပါတယ်။ ပလေတီနေဒီလိုမျိုးတမိုင်းဝင်စံချိန်မှတ်တမ်းကိုအခြေခံပြီးတရီပွဲတွေကိုနိုင်ပွဲတွေဖြစ်ပြောင်းလဲနိုင်မယ်ဆိုရင်တော့သူတို့ရဲ့ရီမန်းချက်ပန်းနိုင်ကပိုပြီးကြီးမားလာပြီးကလပ်တမိုင်းကိုလုံးဝပြောင်းလဲဖြစ်နိုင်မှာပဲဖြစ်ပါတယ်